နာညာချမ်းလေးပါရှင်မြို့တော်ရဲ့ဧပြီလ29ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ရင်းလေးလေးထုံးမှာဒီကနေ့တင်ဆက်ပေးမဲ့သတင်းတွေကတော့အင်အား80ကျော်ပါစစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်ကောင်စီအလောင်း10လောင်းနဲ့အတူလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတဲ့သတင်းရန်ကုန်မန္တလေးယထာလမ်းမိုင်းကြောက်ရကားနဲ့တထေးကုန်းဘူတာကြားအစုံယထာလမ်းမိုင်းဖောက်ခွဲခံရကြောင်းစစ်ကောင်စီသတင်းထုတ်ပြန်တဲ့သတင်း ရောင်ဆန်းစုကြည်ရဲ့အမွေစာအင်ကို၄ချိန်မြောက်လေးလံပြုတ်လုခဲ့ပေမဲ့ဝယ်ယူသူမရှိတဲ့တွင်စစ်ကောင်စီလက်အောက်ခံရဲတပ်သားတို့လက်နက်ခဲအနေနဲ့တကွာအလင်းဝင်တဲ့တွင်ခံငောမျိုးကနေချင်းတောင်ဘက်ကိုစစ်ပေးရှောင်နေကြတဲ့သူတွေတောက်တုံးရဲ့အခက်ခဲနဲ့ကြုံတွေ့နေရတဲ့တွင် ပရလအတွင်းကျေးရွာပေါင်း26ရွာကိုအိမ်တွင်အကြပ်ဖတ်မှုဆိုင်ရာအကြောင်းအရာတွေကိုင်စင်အသိပညာပေးမှုပြုလုပ်ခဲ့တဲ့တွင်ကနေဒါရဲ့အထွေထွေရွေးကောက်ပွဲမှာလက်ရှိ အာဏာရပါတီကနေရာအများစုကိုအနိုင်ရရှိတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အင်အား90ကျော်ပါစစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီးစစ်ကောင်စီအလောင်း10လောင်းနဲ့အတူလက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းတာယာဝတီခရိုင်မင်းလာမြို့နယ်မှာဧပြီလ28ရက်နေ့မနက်9:00နာရီဝန်းကျင်ခန့်ကစစ်ကောင်စီစစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့တာယာဝတီခရိုင်တရင်383ညနေတက်ခွဲ3ကမနေ့ကဧပြီလ28ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။မင်းလာမြို့နယ်ထောက်ချံအုပ်စုတယောကုန်းရွာဖုန်ကြီးကျောင်းကထွက်လာတဲ့ အင်အား80ကျော်ပါစစ်ကောင်စီစစ်ကြောင်းကခွမ်မအုပ်စုငမိုးရဲရွာအတွင်းကိုရောက်ရှိနေချိန်တော်လည်းပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတာယာဝတီခရိုင်တရင်383ရက်နှစ်လောက်ကတက်ခွဲနှစ်တက်ခွဲ3တက်ခွဲ4မြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့တက်ခွဲ9တာယာဝတီခရိုင်တရင်383ရက်3နဲ့တာယာဝတီခရိုင်တရင်383ရက်တက်ခွဲ6အေယာညီနောင်ရဲဘော်တွေကပူပေါင်းလှုပ်ဆောင်ခဲ့တာလို့သိရှိရပါတယ်။ တိုက်ခိုက်မှုအတွေ့နှစ်ဖက်အပြန်အလှန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့ကြပြီးစစ်ကောင်စီတပ်သားတွေကအထိနာနေတာကြောင့်လေကြောင်းပစ်ကူခေါ်ကမနက်7:00နာရီဝန်းကျင်ခန့်မှာတော်လိုင်းရဲဘော်တွေရှိရာအနီးကို MI-35 ရဟတ်ယာဉ်နဲ့ပစ်ခတ်ကဂျက်ဖိုက်တာနှစ်စီးဝဲနေချိန်မှာစစ်ကောင်စီတပ်သားတွေကဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့တာယာဝရီခရိုင်တရင်383နှစ်တပ်ခွဲ3ကဆိုထားပါတယ်စစ်ကောင်စီတပ်သားတွေဆုတ်ခွာထွက်ပြေးပြီးနောက်တော်လိုင်းရဲတပ်ဖွဲ့တွေက နေမြေရှင်းလင်းရေးပြုလုပ်စဉ် စစ်ကောင်စီတပ်သားအလောင်း၁၀လောင်းတနက်၁၁လက်60မမတလက်ခဲယမ်းနေနဲ့စစ်အုံဆောင်ပစ္စည်းတွေတိတ်စီရမိခဲ့တယ်လို့သိရှိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးနောက်နေမြေရှင်းလင်းရေးကိုတာယာဝတီခရိုင်တရင်383ညနှင်းမှတက်ခွဲတဲ့ဒဂုံရာသာ GBK PDF တက်ခွဲနှစ်တက်ခွဲသုံးတက်ခွဲလေးမြေအောက်ပြောက်ကြားတက်ခွဲအုပ်ဖို့တက်ခွဲငါတက်ခွဲချောင်း Black Dragon GBK PDF နဲ့ တရားဝရီခရိုင်တရင်3833တရားဝရီခရိုင်တရင်3833မှတက်ခွဲ6အေယာညီနောင်ဘကိုးခရိုင်တရင်3033တက်ခွဲ9တို့ကပူပေါင်းပြီးလှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်။ဧပြီလ28ရက်နေ့ကလည်းစမ်းပုတ်အုပ်စုကျွန်းကုန်းရွာအနီးမှာစစ်ကောင်စီတပ်သားတအုပ်ကိုတရားဝရီခရိုင်တရင်3833လောက်ခံတက်ခွဲလေးမြေအောက်ပြောက်ကြားတပ်ဖွဲ့အုပ်ဖို့နဲ့တက်ခွဲ9တို့မှာ တနက်တလက်စစ်သုံးပစ္စည်းတွေနဲ့အတူအရှင်ဖန်စီရမိခဲ့တယ်လို့လဲစုံစမ်းသိရှိရပါတယ်ရှင်။မနက်ခွန်းနာရီမှာကြောက်ရကားဗုဒ္ဓါကထွက်လာတဲ့အမှတ်900နှစ်အစုံယထာဟာရန်ကုန်မန္တလေးလမ်းမအတွင်းရှိပဲခူးတိုင်းဒေသကြီးကြောက်ရကားမြို့နယ်ကြောက်ရကားဗုဒ္ဓါနဲ့တထေကုန်းဗုဒ္ဓါအကြားမိုင်းနိုင်အမှတ်တရားခုမြင်ဆောင်၄900ကိုရောက်ရှိစဉ်မိုင်းဖောက်ခွဲထားမှုကြောင့်အစုံယထာလန်ထိခိုက်ပျက်စီးနေကြောင်းတွေ့ရှိရတာကြောင့် ကြောက်တကားပူတာကိုပြန်လည်မောင်းနှင်ခဲ့ရကြောင်းစစ်ကောင်စီဝါရဖြန့်သတင်းစာတွေမှာဖော်ပြထားပါတယ်။မိုင်းပောက်ကွဲမှုကြောင့်အစုံရထားလိုက်ရဲ့အရှိတ်တန်လန်းနှစ်ပေခန့်ပြတ်ထွက်ခြင်းအနောက်ဘက်တန်လန်း15ပေခန့်ကိုိတ်ကောက်ပြီးလမ်းခင်းကြောင်းနဲ့ကွန်ကရစ်ဇလီဖာတို့အချို့ပျက်စီးခဲ့ကြောင်းနဲ့မိုင်းပောက်ကွဲခဲ့တဲ့နေရာမှာမပောက်ကွဲသေးတဲ့လက်လုံမိုင်းတစ်လုံးကိုလည်းတွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စီးရေးလေလာသူတဦးကတော့ရန်ကုန်မန္တလေးရထားလမ်းလုံခြုံရေးကို စ်ကောင်စီကတပ်မတစ်ခုထားပြီးအရင်ကလုံခြုံရေးတရားလုပ်ခဲ့တာအခုအာဏာသိမ်းကာလမှာရထားလမ်းလုံခြုံရေးကိုတောင်အပြစ်အဝမလုံနိုင်တော့ဘူးဖြစ်နေတယ်လို့ပြောဆိုထားပါတယ်။မိုင်းပေါက်ကွဲခဲ့တဲ့ရထားလမ်းနေရာကိုပြင်ဆင်ခဲ့ပြီးတဲ့နောက်အဲ့ဒီနေ့မွန်းလွဲ၂နာရီ38မိနစ်မှာပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်းလဲစစ်ကောင်စီဝါဒဖြန့်သတင်းစာတွေကဖော်ပြထားပါတယ်ရှင်။ တတိယသတင်းဘုတ်အနေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အမွေဆိုင်အိမ်ကို၄ချိန်မြောက်လေးလံပြုတ်လုခဲ့ပေမဲ့ဝယ်ယူသူမရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒေါအောင်ဆန်းစုကြည်နဲ့အကိုဖြစ်သူဦးအောင်ဆန်းဦးတို့ရဲ့အမွေဆိုင်နေအိမ်ကိုဒီကနေ့ဧပြီလ29ရက်နေ့မှာ၄ချိန်မြောက်အဖြစ်လေးလံပြုတ်လုခဲ့ပေမဲ့ဝယ်ယူသူမရှိခဲ့ဘူးလို့သိရှိရပါတယ်။အရင်လေးလံတွေတုန်းကဈေးထက်လျှော့ပြီးကျပ်290ဘီလီယံနဲ့ရောင်းချဖို့လေးလံပွဲပြုတ်လုခဲ့ပေမဲ့လည်း ဝယ်ယူသူမရှိဘဲပြီးဆုံးခဲ့တယ်လို့သိရကြောင်း CNA သတင်းဌာနကလည်းဖော်ပြထားပါတယ်။နိုင်ငံတော်၏အတိုင်းအမင်ခံပုဂ္ဂိုလ်ရဲ့အမွေဆိုင်နေအိမ်ကိုပထမအကြိမ်မှာကျပ်315ဘီလီယံဒုတိယအကြိမ်မှာ300ဘီလီယံတတိယအကြိမ်မှာ298ဘီလီယံနဲ့အခုစတုတ္ထအကြိမ်မှာကျပ်290ဘီလီယံတို့နဲ့အဆင့်ဆင့်ဈေးလျှော့ပြီးလေလံတင်ရောက်ချခဲ့ပေမယ့်ဝယ်ယူသူမရှိသေးတာကိုတွေ့ရပါတယ်။စတုတ္ထအကြိမ်အထိဝယ်ယူသူမရှိသေးတာကြောင့် ဦးအောင်ဆန်းဦးဘက်ကထပ်မံဈေးလျှော့ပေးပြီးလေလံတင်ရောက်ချနိုင်အောင်တရားရုံးကိုအရင်ကလိုပဲဆက်ပြီးလျှောက်ထားဖို့ရှိနေပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်စီလက်အောက်ခံရဲတပ်သားတအူလက်နက်ခဲရဲတကွာအလင်းဝင်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းကျန်ခရိုင်တောင်သာမြို့နယ်အတွင်းရှိစစ်ကောင်စီလက်အောက်ခံရဲတပ်သားတအူဟာဧပြီလ26ရက်နေ့ကအလင်းဝင်ရောက်လာခဲ့တယ်လို့ ညင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ကမနေ့က April 28ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီလက်အောက်ခံရဲတပ်သားတအူက MPD တပ်ဖွဲ့ထံကိုဆက်သွယ်ပြီးလက်နက်နဲ့တကွအလင်းဝင်ရောက်လာခဲ့တာကြောင့်အဆိုပါရဲတပ်သားကို ခုံပြုစုငွေတွေပေးအပ်ချင်းမြင့်ခဲ့တယ်လို့လည်းသိရှိရပါတယ်။စစ်ကောင်စီလက်အောက်မှာနေပြီးပြည်သူတွေအပေါ်အစမ်းဖတ်တာတွေကိုရပ်တန့်ပြီးညင်းချံဘလက်တိုက်က MPD တပ်ဖွဲ့ထံကို လာရောက်ပူးပေါင်းအလင်းဝင်ဖို့ MPD တပ်ဖွဲ့ကအတိပေးထားပါတယ် MPD တပ်ဖွဲ့ဟာတိုက်ပွဲများစွာကိုအောင်မြင်စွာဖော်ဆောင်နိုင်ခဲ့ပြီးမြို့သိမ်းတိုက်ပွဲတွေအထိတိုက်ခိုက်သိမ်းပိုက်နိုင်တယ်လို့စစ်ကောင်စီတပ်တွေကလည်းအပိသက်အထိတိုက်ခိုက်ချိန်မုံသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ပြီးခဲ့တဲ့ဧပြီလ12ရက်နေ့ကလည်းရေတကြိုမြို့ပေါ်ရှိအမတ်ရှိဒုက္ခဝရီရက်ကကကြော်ဖုန်ကြီးကျောင်းမှာအထိုင်းချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကပျောက်ကြားနှိစနစ်သုံးပြီးအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တအူးတေဆုံးကနှစ်ဦးထံအားရရှိခဲ့တယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဂံကောမျိုးကနေချင်းတောင်ဘက်ကိုဆေးပေးချောင်းနေကြတဲ့သူတွေတောက်တုံးရဲ့အခက်ခဲနဲ့ကြုံတွေ့နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းဂံကောမျိုးတောင်ဘက်ရှိကျေးရွာ၅ရွာကပြည်သူ အများအပြားဟာဆေးပေးချောင်းနေကြပြီးတောက်တုံးရဲ့အခက်အခဲကြုံတွေ့နေကြရတယ်လို့မျိုးတော်ကစုံစမ်းသိရှိရပါတယ်။ဂံကောမျိုးတောင်ဘက်ရှိပြားရွာလျှောက်ပြီး ရှုံးရှီလုံချုံအနောက်ကန်ကောစတဲ့ကျေးရွာကပြည်သူအများပြားဟာမလ18ရက်နေ့မှာရှောက်ပြည်ရွာကိုစစ်ကောင်စီဘက်ကတပ်ဆွဲလိုက်ချိန်ကလေးကစစ်ပေးရှောင်နေကြရတာဖြစ်ပြီးနီးဆက်ရာဆွေမျိုးတွေရှိရာချင်းတောင်ဘက်ကိုစစ်ပေးရှောင်နေကြရတယ်လို့ဒေသခံတွေထံကစုံစမ်းသိရှိရပါတယ်။အများစုကချင်းတောင်ဘက်ကိုသွားတယ်။ချင်းတောင်ဘက်သွားတဲ့စစ်ရှောင်နေမှာတောက်တုံးရီအစင်မပြေတာတွေရှိတယ်။တချို့စစ်ပေးရှောင်နေဆိုရင်ကန်ထဲကရေကိုကျိုးချက်ပြီးမှတောက်နေရလားလို့ ဂန်ကောနယ်ကစစ်ပေးရှောင်တဝူးကမြို့တော်ကို ပြောပါတယ်စစ်ပေးရှောင်နေတာတလားကျော်ရှိနေပြီဖြစ်ပေမဲ့ကုညီမဲ့အဖွဲအစည်းမရှိသေးဘူးတချို့ဆိုရင်စစ်ပေးရှောင်တဲ့နေရာမှာလုံးဝအဆင်မပြေလို့နေရက်ကိုအရေးစွန်ပြီးပြန်သွားတဲ့သူတွေလည်းရှိတယ်လို့မြို့တော်ကဆက်လက်ပြောဆိုထားပါတယ်တိုက်ပွဲဖြစ်ပွားတာကြောင့်မဟုတ်ပဲစစ်ကောင်စီဘက်ကရှောက်ပေရွာမှာအထိုင်ချတက်ဆွဲထားတာကြောင့်အခုလိုစစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့သိရှိရပြီးမလ28ရက်နေ့ကလည်း ရွာကဒေသခံ၅ဦးကိုအတင်းအဓမ္မဖမ်းဆီးသွားလာရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ဒါ့အပြင်ခံကောမျိုးပေါ်ကနေပတ်ဝန်းကျင်ကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့နေတိုင်းပစ်ခတ်နေပြီးတပတ်အတွင်းစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်လူနောက်ဦးသေဆုံးကကိုဝင်ဆောင်တအူးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ဒေသခံတွေကစုံစမ်းသိရှိရပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အေပယ်လာအတွင်ကြေးရွာပေါင်း26ရွာကိုအိမ်တွင်အကျက်ဖတ်မှုဆိုင်ရာအကြောင်းအရာတွေကိုင်းစင်အသိပညာပေးမှုပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNNA ရဲ့ဌာနတစ်ခုဖြစ်တဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနကဧပြီလအတွင်းကျေးရွာပေါင်း26ရွာမှာရှိတဲ့ဒေသခံပြည်သူတွေကိုအသိပညာပေးမှုများကွင်းစင်ပြုလုပ်ဆောင်ရွက်နိုင်ခဲ့တယ်လို့ PSLF TNNA ရဲ့သတင်းနှင့်ပြန်ကြားရေးဌာနကဒီကနေ့မှသတင်းထုတ်ပြန်ထားပါတယ် အဆိုပါအသိပညာပေးကွင်းစင်ပြုလုပ်ခဲ့တဲ့ကြေးရွာတွေကတော့မိုးမိတ်မြို့နယ်ကကြေးရွာ9ရွာမိုးကုံမြို့နယ်ကကြေးရွာ16ရွာတို့ဖြစ်ကြကကြေးရွာမှာရှိတဲ့ဒေသခံပြည်သူလူထုစုစုပေါင်း1055ဦးကိုအိမ်တွင်အကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာတွေကို အသိပညာပေးမှုပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။ PSLF TNN ရဲ့အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့တောင်အုပ်ပြည်အတွင်းမှာရှိတဲ့အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများရောကြစေရေးလုပ်ငန်းစဉ်များ အမျိုးသမီးစွမ်းရည်မြင့်တင်ရေးနဲ့စီယုံရေးလုပ်ငန်းများအိမ်လွင်မှုနဲ့ဝင်ငွေလှည့်ပတ်စီးဆင်းမှုလုပ်ငန်းများချမှတ်ကအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရှိရပါတယ်။ပြီးခဲ့တဲ့မလအတွင်းကလည်းတီဘောမြို့နယ်၊မိုင်းငောမြို့နယ်၊နန်းဆန်မြို့နယ်၊ကြောက်မဲမြို့နယ်နဲ့မိုင်းလုံမြို့နယ်မှာရှိတဲ့ကျေးရွာပေါင်း52ရွာကဒေသခံစုစုပေါင်း2238ဦးကိုအသိပညာပေးမှုများကွင်းစင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ကနေဒါရဲ့အထွေထွေရွေးကောက်ပွဲမှာလက်ရှိအာဏာရပါတီကနေရာအများစုကိုအနိုင်ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကနေဒါနိုင်ငံမှာလက်ရှိအာဏာရ Liberal Party ဟာအထွေထွေရွေးကောက်ပွဲမှာအနိုင်ရဖို့ပြင်ဆင်ထားပြီးသူတို့ရဲ့ခေါင်းဆောင်တဲ့ဝန်ကြီးချုပ် Mark Carney ဟာအမေရိကန်ကအခွန်တိုးမြင့်တာအပါအဝင်အခြားချိတ်ချောက်မှုတွေကိုကင်တွယ်ဖြေရှင်းဖို့အာရုံစိုက်သွားမယ်လို့သိရှိရပါတယ်။ April 28ရက်နေ့ကပြုလုပ်ခဲ့တဲ့မဲခွဲမှုကိုကနေဒါနိုင်ငံရဲ့ပြည်သူ့ရုပ်သံလိုင်း CBC က ညပိုင်းမှာသတင်းထုတ်ပြန်ခဲ့ပြီး Liberal Party ဟာမဲဆန္ဒနဲ့အတီးတီးအတွက်ရထားတဲ့နေရာ343နေရာအနက်နေရာ160ကျော်ကိုအနိုင်ရရှိခဲ့ကြောင်းဖော်ပြခဲ့ပါတယ်။ဒါဟာပါတီအနေနဲ့အောက်လွှတ်တော်မှဥဆောင်မဲ့အင်အားလေးဖြစ်ပါတယ်။ကနေဒါမှာမဲဆွယ်စည်းရုံးရေးအတွက်အဓိကပြဿနာကတော့တမတဒေါ်နယ်ထရပ်ဥဆောင်တဲ့အမေရိကန်အစိုးရကိုဘလို့ရင်ဆိုင်ရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ကနေဒါအပေါ်ထရပ်ရဲ့မြန်မာတဲ့အခွန်အကောက်ဆိုင်ရာညင်ညာချက်နဲ့ ကနေဒါဟာအမေရိကန်ပြည်ထောင်စုရဲ့52ခုမြောက်ပြည်နယ်ဖြစ်လာတဲ့ကြောင်းထရန့်ရဲ့အမှတ်ချက်တွေကြောင့်နှစ်နိုင်ငံဆက်ဆံရေးပုံမဆိုးရွားလာခဲ့ပါတယ်။ကာနေဟာပြီးခဲ့တဲ့မလကဝန်ကြီးချုပ်ဟောင်း Justin Trudeau ရဲ့နေရာကိုအစားထိုးတာဝန်ယူခဲ့တာပါ။အကြီးမားဆုံးအတိုက်ခံ Conservative Party ကနိုင်ငံရဲ့စီးပွားရေးယိုယွင်းမှုအတွက် Trudeau ကိုတာဝန်ရှိသူအဖြစ်သတ်မှတ်ခဲ့ပါတယ်။ဝန်ကြီးချုပ်သစ်ကာနေဟာကနေဒါနဲ့အင်္ဂလန်နှစ်နိုင်ငံစလုံးမှာဗဟိုပန်ရဲ့အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့အတွေ့အကြုံကြောင့် ပြည်သူလူထုရဲ့ထောက်ခံမှုကိုရရှိခဲ့တာလို့ယုံကြည်ရပါတယ်။ကနေဒါပြည်သူတွေကလည်းအမေရိကန်ကိုစန့်ကျင်တဲ့ဝင်ကြီးချုပ်ရဲ့တင်းမာတဲ့သဘောထားကိုထောက်ခံမှုရပါတယ်။ဥပမာအမေရိကန်ကိုတံပြန်အခွန်ကောက်ပြီးအေးအေးယူမှုတွေလုပ်ခဲ့တာမျိုးကိုပါ။ကာနီနဲ့ထရန့်တို့ဟာရွေးကောက်ပွဲအပြီးမှာအခွန်ဆွေးနွေးပွဲတွေစတင်ဖို့သဘောတူခဲ့ကြပါတယ်။ကာနေဟာဒီကနေ့ဧပြီလ29ရက်နေ့မှာရွေးကောက်ပွဲအနိုင်ရကြောင်းကြေညာခဲ့ပြီးတမတထွန်းနဲ့တွေ့ဆုံတဲ့အခါအချို့အချာအာနာရှိတဲ့နိုင်ငံနှစ်နိုင်ငံအကြား အနာဂတ်စီးပွားရေးနဲ့လုံခြုံရေးဆိုင်ရာဆက်ဆံရေးကိုဆွေးနွေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။သူကကျွန်တော်တို့မှာအမေရိကန်ပြည်ထောင်စုထက်ချမ်းသာမှုကိုတည်ဆောက်ဖို့အခြားရွေးချယ်စရာတွေအများကြီးရှိတာကို အပြည့်အဝအတိအမှတ်ပြုပြီးကနေဒါလူမျိုးအလုံးအတွက်ချမ်းသာမှုကိုတည်ဆောက်မှာပါလို့ပြောကြားခဲ့တာပဲဖြစ်ပါတယ်ရှင်။ မြို့တော်ရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးကြတာပါထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်ရဲ့အသွေးအသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်